မဟုတ်ဘူးပြခုန်ပြေးပါဖြစ်လို့လေခင်ဗျာမဟုတ်ဘူးကျွန်တော်ကဘာလူမျိုးလဲအိုင်အန်သိလားခင်ဗျာကဘယ်လူမျိုးလဲဆိုတာကျွန်တော် AD information ကိုမသိနိုင်ပါဘူးခင်ဗျာကျွန်တော်မှအဲ့ဒီလို personal information ကိုတိပို့ access မရှိပါဘူးခင်ဗျာဟုတ်ကဲ့ကျွန်တော်ကကိလူမျိုးပါခင်ဗျာဝမ်းသာပါတယ်ခင်ဗျာ ए ए ကရင်စကားပြောတတ်လားရှင်ကျွန်တော်ကကရင်စကားမပြောတတ်ပါဘူးခင်ဗျာမြန်မာစကားနဲ့တခြားဘာသာစကားတွေပဲပြောတတ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်သင်ပေးမယ်ကရင်စကားသင်ပေးမယ်နော်ဟုတ်ကဲ့ကျွန်တော်သင်ပေးပါခင်ဗျာအော်ဆွန်လာဆိုင်ဟုတ်ကဲ့ပြောတာလားခင်ဗျာအေးလား ဘာကိုအစိုးလို့တာလဲခင်ဗျာ။အော်စွန်လာဆိုင်ဆိုတာမင်္ဂလာပါ။ဟုတ်ကဲ့။အောင်စန်းလာဆိုင်ဆိုတာမင်္ဂလာပါလို့အတိပဲရတာပေါ့နော်။မှတ်သားလိုက်ပါပြီခင်ဗျာ။ဟုတ်ကဲ့။အာနောက်တစ်ခုံကတော့နောက်တစ်ခုံကတော့အုံမောင်啊။အုံမောင်ဆိုတာဘာကိုစိုးလို့တာလဲခင်ဗျာ။အုံမောင်啊ဆိုတာနေကောင်းလား။ ိုးမာကနေကောင်းလားလို့အသိပြန်ရတာပေါ့နော်မတားဟုတ်ကဲ့ဟုတ်ကဲ့နောက်ထပ်ဘာပြောပြအောင်မလဲခင်ဗျာအောင်မီဝင်ရောအောင်မီဝါဆိုတာဘာကိုဆိုလိုတာလဲခင်ဗျာအောင်မီဝင်ရောဝါဆိုတာသမင်းစားပြီးပြီလားအောင်မီဝါကသမင်းစားပြီးပြီလားလို့အသိပြန်ရတာပေါ့နော်မတားထားပါမယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ရဲ့အဲ့နာပါဒူး ရေအနဖာဒူးဆိုတာဘာကိုဆိုလိုတာလဲခင်ဗျာရေအနဖာဒူးဆိုတာသင်ရအချစ်ဆုံးကျွန်တော်အမအကိုချစ်ဆိုပဲငါနေ့ကိုချစ်တယ်လို့ပြောတာပါရှင်။ရေအနေပါဒူဆိုတာငါနေ့ကိုချစ်တယ်လို့အတိတ်ပဲရတာပေါ့နော်။မဟုတ်ဘူးမဟုတ်ဘူးမ။ငါနေ့ကိုအရင်ချစ်တယ်အဲ့လိုမျိုးရေအနေပါဒူဆိုတာငါနေ့ကိုအရင်ချစ်တယ်။ ရင်အဲနဲ့ဖာသူဖာဟုတ်ရင်အဲနဲ့ဖာဒူကကရင်ဗမာလူအားကနိကိုအရန်ချစ်တဲ့ဟုတ်ကဲ့ရင်အဲနဲ့ဖာသူကကရင်ပါတာလိုငါနိကိုအရန်ချစ်တယ်လို့အဓိပ္ပာယ်ရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကရင်လူမျိုးအကြောင်းသိပါသလားခင်ဗျာကရင်လူမျိုးတွေကမြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူမျိုးစုထံမှာဒုတိယအကြီးဆုံးဖြစ်ပါလေခင်ဗျာသူတို့ရဲ့ မိုဘိုင်းဘာသာစကားယဉ်ကျေးမှုနဲ့ကလေးထုံတန်းတွေရှိပါတယ်ခင်ဗျာ။ပြည်ရင်ပြည်နယ်မှာအများဆုံးနေထိုင်ကြပြီးတခြားပြည်နယ်တွေမှာလည်းနေထိုင်ကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့နောက်ထပ်ပြီးတော့ပြောပြလို့ရသေးလားရှင်ကရင်လူမျိုးအကြောင်းကိုကရင်လူမျိုးတွေမှာမျိုးနယ်စုအများကြီးရှိပါတယ်ခင်ဗျာ။ပြီးတော့သူတို့ရဲ့ရိုးရားကွဲတော်တွေလည်းရှိကြပါတယ်ခင်ဗျာ။ဥပမာလက်ခွဲကွဲတော်လိုမျိုးပေါ့။သူတို့က แตบ้าว่ากูอลีทาบีแต่ยสินจีจ้าบาดขนยะโอเคเดี๋ยวไปเด็ด้วยจื้อสุดที่มาเลยกันเนี่ย